နိုင်ငံလုံးဆိုင်ရာသုတဆုံလင်းဗုဒ္ဓဝင်ဖြည့်ဆို့ပူဇော်ပွဲ၌တနိုင်ငံလုံးပထမဆုရှင်လှိုင်းသားရမှစုခုဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်းဗုဒ္ဓဝင်ဖြည့်ဆို့ပူဇော်ပွဲမှာတနိုင်ငံလုံးပထမဆုရှင်အဖြစ်ရောင်ရိုင်းဒေတာကြီးခိုးစားပြုပဌံမြတ်ကုံသာနာဗိမာန်စားပြေဌာနဗုဒ္ဓမာမကယဉ်ကျေးမှုတင်နန်းဌာနမှမဲ့ဤကြပြုအလဲတန်းစင်လှိုင်းသားရမြို့နယ်ကစုခုရရှိခဲ့တဲ့ ယ်လို့သိရပါတယ်အဆိုပါတွာတရမအကျဉ်ပြုတ်လုံကျင်းပါအထိမြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်းဘုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲကြီးကိုမေလ28ကနေ29ရက်နေ့အထိနှစ်ရက်အတိုင်းတိုင်းရန်ကုန်အမျိုးသားကားဆက်ရုံမှပြုတ်လုံကျင်းပါခဲ့တာပါ အစိုးရပထမ်းမြတ်ကိုဥဒနာဗိမာန်စာပြေဌာနဗုဒ္ဓမမကယဉ်ကျေးမှုသင်တန်းဌာနဗုဒ္ဓမမကမိုးကော့ဝိပဿနာပရိယတ်တိစာသင်တိုင်းဆရာတော်အနေနဲ့မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်းဗုဒ္ဓဝင်ပြေဆိုပူဇော်ပွဲကြီးကိုဆယ်နှစ်မြောက်အဖြစ်သင်တန်းသားတွေကိုပြေဆိုနိုင်ဖို့ဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။ အခုနှစ်တွားတက်မှအကျိပြုလုပ်ခြင်းပါထေမြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်းဗုဒ္ဓဝင်ပြေဆိုပူဇော်ပွဲကြီးမှတင်နန်းသားတွေပါဝင်ပြေဆိုအောင်မြင်ထားတဲ့ပတ်သက်လို့ဗုဒ္ဓမာမကယဉ်ကျေးမှုတင်နန်းဌာနဆရာတော်ဥတုနန္ဒာကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပါထေဒီနေ့မှာအဲဘောရဝတ္တဝတ္တရာဘွဲ့နဲ့၃နှစ်လောက်၄နှစ်လောက်ရခဲ့တယ်ပေါ့ဒီနေ့မှာတော့သူကြိုင်ခံဒီကောင်ကအဲဘောဝင်59ယောက်ထဲမှာလဲ6ယောက်ဖြစ်ခဲ့တယ် တို့မြန်မာရန်ကုန်တိုင်းစာပြည်ခါနိုင်ရမနစ်ကလည်းရန်ကုန်တိုင်းစာပြည်ခါနာမှာပထမရတယ်ဒီနေ့လည်းရန်ကုန်တိုင်းစာပြည်ခါမှာအငယ်တန်းမှာပထမရရှိတယ်ဆိုတော့ရိုက်ကြတာပါဒီကြောင်းမှာတို့ရွေးချယ်တဲ့အစင်းနဲ့မှာတနင်္ဂနွေလုံးအတော်တော်အမှတ်အများဆုံးအကြောင်း20ရွေးချယ်တယ်နောက်ရန်ကုန်စာပြည်ခါရဲ့အတော်တော်နှစ်ယောက်ရွေးချယ်တယ်ပေါ့အဲ့ဒီရတဲ့နေ့မှာဆရာတို့ကြောင်းကဒီ59ယောက်ထဲမှာအတော်ဆုံးနေအချင်းတနင်္ဂနွေလုံးဒုတတိယတနင်္ဂနွေလုံးဒုတိယတနင်္ဂနွေလုံးတတိယတနင်္ဂနွေလုံးဆုတ်တာတနင်္ဂနွေလုံး စတဲ့မှာနိုင်ငံလုံးအတဏ္ဍာရောင်းရောက်ပါတယ်စတဲ့မှာပေါ့နိုင်ငံလုံးရှိအောင်ရောက်ရဲ့အဲ73ရောက်ရောက်ရားနဲ့အရောက်90ထဲမှာပါခဲ့ပြီးတော့အဲဒါကရန်ကုန်တိုင်းကိုသားပြီးရန်ကုန်တိုင်းအတော်ဆုံးတယောက်ထဲမှာပထမဒုတိယနဲ့ပါဝင်ပြီးတော့6ရွေးချယ်တိုင်းမှာပေါ့အဲရွေးချယ်တိုင်းအဆင့်ကနေ6ရောက်ရောက်ပြီးတဲ့အခါမှာ59ရောက်ကိုဆိုတော့ကပြောတဲ့ထပ်ဖြည့်တဲ့အခါမှာဆရာတော်ကြောင့်မဟာရောက်6ရောက်ကို9ရောက်ဗုဒ္ဓဘာသာဝိဒါသာဝေရအဲ့တော့9ရောက်ရောက်ပြီးတဲ့အခါနောက်ထပ်ဖြည့်တဲ့အခါမှာတော်တန်း ဆယ်ယောက်ထဲမှာ၃ယောက်ပါသွားတယ်ဟုတ်အတော့တော့ပဲနောက်ဆက်ပြီးတော့ဖြည့်တဲ့အခါမှာ၆ယောက်ထဲမှာတယောက်ကတော့ဆယ်ယောက်ထဲမှာခြံရည်ပြီးနောက်တစ်ယောက်ကတော့သုဒ္ဓရဲ့ပထမရဲ့အဲ့ဒီသူတွေရရတဲ့ကြောင့်ဆရာတော်နီးပြဆရာသူဗုဒ္ဓဘာသာနေရပြီးတနာဘွဲလည်းရရှိပါတယ်နောက်ပထမသူရရှိတဲ့အကြောင်းကရရှိတဲ့အတွက်ကြောင့်ဆရာတော်မဗုဒ္ဓဘာသာဗုဒ္ဓတရာဥဒိဋ္ဌနေရတင်တကာဘွဲကိုလည်းရရှိပါတယ် ဆိုပါပူဇော်ပွဲကြီးမှာဆုရရှိတာနဲ့ပတ်သက်လို့မြန်မာနိုင်ငံလုံးဆိုင်ရာသုတဆုံလင်းဘုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲမှာတနိုင်ငံလုံးပထမဆုရှင်မက်အီချာဖြူအလဲတန်းစင်ကရန်ကုန်မီဒီယာဂရုကိုခုလိုပဲပြောပြထားပါသေးတယ်။ဒီလိုမြန်မာဆုရတဲ့အတွက်ဝမ်းသာပါနော်။ဒီလိုသုတဆုံတဲ့ပြည်ရင်းတော်ကြီးကိုပြရလို့ဘုရားဆရာတွေပေါ့ဒီဆရာတွေကဘုရားတဏ္ဍာရောပြန်ပါဖို့အတွက်မနေကောင်းလို့လည်းလုပ်နေကြတယ်။ တနည်းခေါ်တိုင်းလည်းဒီလို blackway မှာပါဝင်ပြီးတော့အလိုကိုယ်ယူရတဲ့အစီအစဉ်ရောက်ခဲ့လို့ရမ်းမတားနေပါတယ်။လုံးဝမနာအစီအစဉ်ရောက်ခြင်းနဲ့ဆိုတော့ဒီကတော့ဒီအမားလေးလက်ရှိရမယ်ကိုကိုတိုင်းဂျူးစားခြင်းနဲ့စိတ်နဲ့ရှိရမယ်ငြင်းလဲကောင်းရမယ်အဲ့ဒါကြီးအပြင်မှာတော့ကံကောင်းမှုနဲ့တူတယ်ပေါ့အစာရရပြီးတော့တချို့စဉ်ကံမကောင်းလို့မရရင်ရှိရဲ့ဒီကတော့ကိုကစာရနေပြီဆိုတော့ ကံကောင်းမှုတွေအဖျားတရားလုပ်ရတယ်ပေါ့နော်မမေ့တယ်မဟုတ်အဲတော့အနောက်လာမယ်ဒီမှာနေရနေရအရင်ဆုံးကိုယ်လိုက်ဇေလုံးလာမလျှော်ပဲနဲ့ကျွန်တော်ဖျားစားဖြစ်တဲ့ကြောင့်တည်ယူတည်တည်လေးနဲ့အနမ်းတုံးတင်နေအဲပြည့်ကမှလည်းဒီဆောင်လေးမှပိုင်းလာလို့ကိုယ်ကိုယ်လည်းကျင့်တုံးတင်နေအဲ့လိုကျင့်တော့ရင်းနဲ့လားအဲ့ရေရေထမြင်လာမယ်ထမြင်လာမှာတစ်စင်ကိုကိုကံကောင်းအောင်ဆိုပြီးတော့နေနေစဉ်ကြရမယ်နော်အမေဒီဒီကရောဖခင်ကိုကိုယ့်ရဲ့နေနေဖခင်အောင်နေတယ်နော် ရင်းစာဖြေပွဲမှာတိုင်းနယ်ပြည်နယ်အသီးသီးကစာဖြေဌာနတင်နန်းဌာနတို့ရဲ့ဆောင်ရွက်မှုအင်အားနဲ့မူလာတန်းစင်အလဲတန်းစင်ဒီပလိုမာတန်းစင်ကျောင်းသားကျောင်းသူတွေဟာမဟာဗုဒ္ဓဝင်ဒေသနာတော်ကိုလေးလာဖြေဆိုပူဇော်ကြပြီးထူးကျွန်စွာအစဉ်စဉ်အောင်မြင်ကြပြီးထိုက်တန်တဲ့စုတွေလည်းစုကူးနိုင်ခဲ့ကြတယ်လို့သိရပါတယ် အထူးကအနေနဲ့အလယ်နန်းစင်ပြေဆိုပူဇော်ပွဲကြီးရဲ့နောက်ဆုံးစင်ပြေဆိုပူဇော်ခဲ့မှုမှာတော့ရောင်တိုင်းဒေသကြီးကိုစားပြုပထမ်းမြတ်ကုန်းဌာနဗိမာန်စပြေဌာနဗုဒ္ဓမာမကယဉ်ကျေးမှုတင်နန်းဌာနမှမအီချာပြုအလယ်နန်းစင်ကတနိုင်ငံလုံးပထမဆူရှင်ဖြစ်ခဲ့ပြီးစပြေမလားရက်နေမလားစုငွေဘောနပ်စုငွေတွေအဖြစ်စုစုပေါင်း380ခန့်ရရှိပိုင်ဆိုင်နိုင်ခဲ့တယ်လို့မြို့နယ်တန်းကနားရက်ကအဖွဲ့ကလည်းချီးမြှောက်သားတွေဆောင်ရွက်ခဲ့ ဲ့တယ်လို့သိရပါတယ်ရှင်။